အချင်းမှာချက်မချလာအောင်ကန်ကောင်းနေတဲ့အကြောင်းကိုပရိသတ်တွေသိအောင်မျှဝေလာတဲ့ပုပ်ပို့ မင်္ဂလာပါပရိသတ်တို့ဤဝန်ဒီတချင်းကနေကြိုဆိုပါရနော်ခန်းစားချက်ပပါနဲ့အတက်ခွက်တချင်းကိုဖန်တီတီဆိုတတ်တဲ့ဆူရောပူပူကလက်ရှိမှာသူ့ရဲ့ပြောစရာကောင်းတဲ့အခြေအကြောင်းကိုဖွင့်ချလာခဲ့ပြီးဖြစ်ပါတယ်ပူပူကအမိုက်စားတချင်းကိုခန်းစားချက်ပပါတီဆိုတတ်တဲ့မိမိုက်တဲ့ဆူရောတယောက်ပါရှင်ဒီတန်လောကမှာလည်းအောင်မြင်တဲ့ဆူရောတယောက်ဖြစ်တဲ့ပူပူကပြင်ဆင်မှုဘိုင်းမှာလည်းအမျိုးသားတူကြီးအကြိုက်ပုံစံမျိုးပါပဲဒီဇိုင်းဘိုင်းမှာရောဂီတဘိုင်းမှာပါလိုအပ်ချက်မရှိတဲ့ပူပူကအမျိုးသားတူကြီးအကြိုက်အဆူရောတယောက်အနေနဲ့ရည်တည်နေခဲ့တာဖြစ်ပါတယ်ဘဲကြီးဆိုတယောက်အနေနဲ့ရည်တည်နိုင်ခဲ့တဲ့ပူပူကအချင်းနဲ့ပတ်သက် က်ရင်ကံကောင်းတဲ့ထဲမှာတော့မပါပါဘူးနော်။အောင်မြင်ကြကြမှုရုပ်ရည်ချုံမမှုတွေကြောင့်လူချင်းတွေဝမိုင်းလဲပြီးမဲ့လက်တာစင်းနဲ့ချက်မဲ့လူမရှိတဲ့ဖြစ်ပါ။ပူပိုကစစ်သူတွေအများကြီးထားခဲ့ပူပေမဲ့အခြေခံမကောင်းမဲ့အမြဲတမ်းအသေးကွဲခဲ့ရသူလည်းဖြစ်ပါတယ်။ပူပိုကတော့သူလူချင်းနဲ့ကောင်းလေးပုံစံကရှားတယ်လို့ရလာတော့လဲသူ့အပေါ်မကောင်းတာမျိုးအမြဲအသေးကွဲနေခဲ့ရတာဖြစ်ပါတယ်။နာမည်ကြီးဆိုတော့ကြောက်ဖြစ်ပေမဲ့လာကြိုင်လိုက်တဲ့ကောင်းလေးတိုင်းကအချိန်တိုင်းဖောက်ဖောက်လာတာမျိုး single ဘဝကိုအချိန်မရွေးပြောင်းရောင်းခဲ့ရတာပဲဖြစ်ပါတယ်။သူလူချင်းနဲ့ကောင်းလေးပုံစံကပြည့်တဲ့တည်ပြီးတဲ့အတိုင်းပါပဲ။ပူပိုလူချင်းနဲ့ င့်ချစ်သူပုံစံကတော့အသာဖြစ်ပြီးအရက်ရှိရှိနဲ့ရုပ်ချောမှာဖြစ်သလိုစကားပြောချိုတာပြီးလိမ္မာရေးချရှိသူဖြစ်ရပါမယ်။နောက်တစ်ချက်ကတော့သူ့လိုမျိုးဖျားကြံလုတဲ့လူမျိုးကိုလည်းလူချင်းမိမဲ့ဖုံးကြီးလူထွက်လည်းမဖြစ်ရပါဘူးတဲ့နော်။ဖျားကြံလုတဲ့လူလူချင်းမိမဲ့စီးပွားမလုတတ်တဲ့ဖုံးကြီးလူထွက်ဆိုလည်းမလူချင်ပါဘူးတဲ့ရှင်။ဒီလိုမျိုးအချက်တွေနဲ့ကန့်ကြီးတဲ့လူကိုမှချစ်သူတော်ချင်းတဲ့ပပိုးကတော့အခုဆိုရင်သူ့လိုချင်းတဲ့ကောင်းလေးမျိုးရနိုင်ပြီလည်းဖြစ်ပါတယ်။အခြေတစ်ခါမှကံမကောင်းခဲ့ဘူးတဲ့ပပိုးကတော့အခုဆိုရင်အရန်ချစ်တတ်တဲ့ချစ်သူကောင်းလေးကြောင့်ပျော်ရွှင်နေရပြီလည်းဖြစ်ပါတယ်။ထားခဲ့ဘူးတဲ့အခြေ တိုင်းမှာအမြဲတမ်းအန်းနေခင်ရတဲ့ပူပူကဒီတစ်ခါမှာတော့သူ့ကိုချစ်ပေးမဲ့လူနဲ့တွေ့ဆုံခွင့်ရပြီဆိုပြီးတော့ပီတိဖြစ်နေပါပြီ။ပူပူကဤစားတွေအများကြီးထားခဲ့ပူပေမဲ့လက်ဆောင်နဲ့ surprise တွေတစ်ခါမှမရခဲ့ဘူးပါဘူး။အမြဲတမ်းသူကပဲပေးခဲ့ရမို့ဤစားဟုံးတွေစီကအကျွေးပြန်မရသေးတာတောင်ရှိပါသေး။အမြဲတမ်းပေးဆက်ခြင်းနဲ့ပေးဆက်ခင်ရတဲ့ပူပူကအခုဆိုရင်တော့အရန်ချစ်တတ်တဲ့ချစ်သူကောင်းလေးက surprise တက်လိုက်ကြမှုပီတိဖြစ်နေရပြီလည်းဖြစ်ပါတယ်။ပူပူကတော့အချေးမှပေးဆက်ခြင်းနဲ့ပဲချစ်ခင်ရတာမို့ဒီလိုမျိုးကံကောင်းလာမင်းဆိုပြီးတော့မမျှော်မှန်းရင်းခဲ့တာဖြစ်ပါတယ်။ ကျွဲခင်မှုတဲ့ဤဇာတ်လိုင်းကလည်းကက်စင်းနဲ့ကော်တရာတွေဖြစ်ကြသလိုတခုခုဆိုရင်သူ့စီကချင်းကနေကြတော့မို့အခုလိုချစ်သူမျိုးရလိုက်တာကသူ့ဘဝအတွက်ကံကောင်းခြင်းတစ်ခုပဲဆိုပြီးတော့ပြောရှင်နေပြီးဖြစ်ပါတယ်အခြေအနေပတ်သက်ရင်အသေးဒီခဏခဏကြွဲခင်ရတဲ့ပူပူကဒီတစ်ခါမှတော့အရန်ချစ်တတ်တဲ့ချစ်သူကိုပိုင်ဆိုင်ထားတာမို့ချစ်မထားလောက်အောင်ပြောရှင်နေပြီးလည်းဖြစ်ပါတယ်ပူပူကချစ်သူကောင်းလေးစီကဂျပန်ငွေရန်နှစ်သိန်းကိုလက်ဆောင်ရခဲ့တာဖြစ်ပါတယ်ပူပူဘဝမှာတော့အခုလို surprise တိုက်ခံရတာပထမဆုံးချိန်မှရှင်ပူပူကတော့ပတ်စံရလို့ပြောတာမဟုတ်ပဲသူ့အပေါ်ကိုကောင်းတဲ့စိတ်ကြောင့်ပြောရှင် ွင်နေရတာလို့ဆိုပါတယ်။ရုပ်ရည်ပိုင်းမှာလည်းသူတို့ဂျင်းတဲ့အတိုင်းအရက်ရှိရှိဖြူဖြူချောချောလေးဖြစ်သလိုမြို့ဆိုင်ပြည်ချက်ပြန့်တက်တက်နေရမှာလည်းနှောင်းမရှိတာမို့ပူပူကတော့လက်ရှိအခြေအကျောင်းပျော်ရွှင်နေမှာကတော့အတိအချပါပဲနော်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲညနာလေးပြရစီ။အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ Wonderly Channel လေးကိုလည်းအားပေးကြပါအောင်နော်။အစုံနဲ့ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။